ပရိသတ်များအားလုံးကိုကျမတို့ရဲ့ New Audio Book Channel လေးကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်ဖို့အတွက်ကြီးအမတ်တွေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရစေ။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနာ Notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရစေ။ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။မောင်ပြုံးကြီးအဲ့ဒီအပင်ပြီးဖျားငုတ်တို့နာအပင်တွေကိုတက်ပေးစမ်းမအောင်။ အဖားရွှေကပြောလိုက်သဖြင့်ကိုမောင်ပြုံးကောင်းငင်လိုက်တယ်။ထမ်းမင်းလေးထောင်ထားတဲ့ရင်းထောင်ကော်တဲ့လေကားပေါ်မှဇင်းလာလိုက်ပြီးခါမှချိန်ဆွဲထားတဲ့ထရေမြူဝုံးများကိုဖြုတ်လိုက်ကအဖားရွှေဆိုင်ရှိထရေအများစုတဲ့တန်ပုံးကြီးတဲသို့ထင်းလိုက်တယ်။အဖားရေငှက်ကားတောင်ရပြီလားဗျ။အေးရပြီမောင်ပြုံးရေမင်းတောက်ချင်ပြန်တော့တအိုးဆွဲသွားပေါ့ကွာ။ဒါနဲ့အခုတော့မင်းတောက်လို့မဖြစ်ဘူးနော်။ စိတ်ချပါဗျာကျုပ်ကထမ်းတရင်ထရေမတော့တတ်ပါဘူးဖះငုတ်တူဘက်ကထတော်ကထရေမကြအောင်မဟုတ်လားအဖားရွှေကကွန်ဝိုင်းခေါင်းငိမ့်လိုက်တယ်အေးကွာထရေမကြပါမယ်အပင်လေးနည်းနည်းပြင်ကျင်လို့ကွာအဲ့ဒီဘက်ကထမ်းမင်တွေကထဖို့လေးကွာဒီနေ့တပူရဲလောက်တော့ထွက်မယ်ထင်တာပါပဲကွာဒါဆိုရင်အဖားရွှေကြီးထတ်တက်ခအပြင်ထမ်းပြင်ကလေးတော့နည်းနည်းပို့ပေးရမယ်နော်နောက်ပြီးဖះငုတ်တူဘက်ကလည်းတိတဲ့အတိုင်းပဲမဟုတ်လား အေးပါကွာမင်းကငါ3000ပေးပါမယ်ဟုတ်ပြီလား2000ခုနှစ်ခန်းကဖြစ်တာကြောင့်3000ဆိုတဲ့ငွေမှာနည်းတဲ့ပမာဏမဟုတ်မောင်ပြုံးလဲငွေလိုနေတာမို့ကောင်းငိမ့်လိုက်တော့တယ်ထို့နောက်ကိုမောင်ပြုံးခိတအနာယူပြီးထန်းကုန်ရံအတွက်ဓာတ်ထက်ထက်တလက်ခါးကြားထိုးပြီးပစ္စည်းပစ္စည်းအများယူဆောင်ကဖះငုတ်တို့ဘက်သို့ထွက်ခဲ့နေအဘရွှေမှာသူတို့ရွာမှာထထတော်အများကြီးပိုင်နဲ့အဖိုးကြီးဖြစ်တယ်ထထတော်အများဆုံးပိုင်နဲ့အဖိုးကြီးဖြစ်တယ် သူတို့တတော်မှာတနေရာတည်းမဟုတ်ပဲသုံးလေးနေရာအထိပိုင်ဆိုင်နေဖျားငုတ်တို့ဆိုတဲ့နေရာမှာဘဲခိကလေးကတီထားမှမသိတဲ့ဖျားအပြိုပြတ်တစ်ခုရှိတယ်။ထိုဖျားမှာတန်းမီ340ခန့်ပေါရောက်နေတယ်။အလွန်အချောင်းလန့်ကျန်းတဲ့နေရာဖြစ်တဲ့အတွက်ရွာလူများခြေဦးမလဲရင်ဖျားငုတ်တို့တတော်ကိုလွန်ရင်တော့တောင်ကျေကိုရောက်နိုင်ပြီးတဘာဝအတိုင်းပေါက်နေတဲ့တော်ရန်တစ်ခုရှိတယ်။နေခင်းကြောင်တောင်ပင်ခြောက်လန့်မှုမျိုးစုံကြုံတွေ့ရတတ်တယ်။ ။မောင်ပြောကတော့တန်းတက်တမ်းမှာအတန်းပညာလဲနှစ်တန်းလောက်သာတက်ဖူးတယ်။မြမစာကိုစလုံးပေါင်းနဲ့ပင်မဖတ်တတ်။ရုပ်စောအစုံ သူ့နာမည်ကိုပင် သူမရေးတတ်။သူ့မိဘများကလည်းတန်းတက်တမ်းမှာမျိုးရိုးဖြစ်တာမို့သူလည်းမိဘလက်ငုပ်လက်ရင်းအလုပ်ကိုဆက်လုပ်ပြီးတန်းတက်တမ်းမှာတယောက်ဖြစ်ခင်ရတယ်။တန်းတက်တမ်းမှာဖြစ်ဖို့ကလည်းတတ္တိကောင်းမှုဇွဲရှိဖို့နဲ့အပင်ပန်းခံဖို့လည်းလိုအပ်တယ်။လွယ်လွယ်နဲ့မဖြစ်နိုင်မိုးတီတမျှမြင်မာလာတဲ့တန်းမင်းကြီးကို တနေ့ကိုအပြင်30 40တန်နိုင်မှရတယ်။ထန်တက်သမားအလုတ်ကခက်ခဲပင်ပန်းလုံးရစ်တင်နေ။သူတို့ရွာမှာထန်တက်သမားသိမ့်မရှိတော့။များသောအားဖြင့်တောင်သူလည်းလောက်ကြတယ်။လူငယ်တက်သေးစာများကခင်မိတဲ့မြို့ကြီးများပေါ်သို့တက်ကအလုတ်ထွက်လောက်ကြတယ်။ထန်တက်သမားမရှိတော့ထန်လုပ်ငန်းလည်းတိမ်ကောလာခဲ့တယ်။ထညက်ဈေးတွေကျဆင်းသွားကြရ။ထန်ချပူတွေထက်သေးတွေအလုတ်ရနာကုန်တယ်။ အခုလဲသူတို့ရွာမှာအဘရွှေရဲ့ထတော်နဲ့ထတဲ့တကူနှစ်ကူလောက်သားကြံတော့တယ်။အဘရွှေထတော်မှာလဲထတဲ့သမားကမြန်မြန်ဆာဆာမရှိကိုမောင်ပြုံးနဲ့ပေါင်းမလူသုံးယောက်သားရှိရဲ့။သို့တော်ကြံတဲ့ထတဲ့သမားများမှာကိုမောင်ပြုံးကဲ့သို့ကြံညင်သူများမဟုတ်ကြ။ထတဲ့ရင်လဲထရေအရက်တော့ကြပြီးထန်သိမ့်မတက်နိုင်ကြ။ထရေအကြောင်းတွေးမိတဲ့ဖြစ်ဖခင်ဖြစ်သူကိုသွားတရိယာမိရဲ့။ဖခင်ဖြစ်သူမှာထတဲ့သမားဖြစ်ပြီးထရေအလွန်ကြိုက်တယ်။ ထရေမှာပင်ကြရေမရှိမြို့တွင်နေထိုင်သူများထမ်းလုပ်ငန်းနဲ့စိမ့်သူများက ပင်ကြရေဟုထင်တတ်ကြတယ်။အမှန်မှာထမ်းပင်ပေါ်မှာထမ်းရေခံပြီးကြလာတဲ့ထရေကထရေကြိုဖြစ်တယ်။ထရေကြိုမှထရေကားဖြစ်လာစေရန်အတွက်အချင်းဖောက်ရတယ်။ကောင်ကြီးကိုလှော်ပြီးထောင်းထားတဲ့ကစော်ဘတ်နဲ့ထရေကြိုအချင်းဖောက်ရတယ်။ထို့သူအချင်းဖောက်ပြီးတရက်ခန့်ကြာတော့မှ အချင်းပေါက်လာတယ်။အချင်းမပေါက်တော့ပေါက်ဖြစ်နေပြီး ထရည်များအလယ်မှာအမြုပ်ပလုံးစီကလေးများစူပွက်လာတဲ့ထရည်ကိုပဇွန်စိတ်ခုန်ဟုခေါ်ကြတယ်။လုံးဝမခါသေးပဲအချိုရသာရှိသေးတယ်။ချိုလဲချိုမူလဲမူချိုပြင်းလေးဖြစ်တယ်။လုံးဝအချင်ပေါက်သွားပြီးအနေထိုင်သွားတဲ့ထရည်ကားမှာမိုးပြရောင်ပြလဲလဲလေးဖြစ်သွားတယ်။ထိုထရည်ကိုငှက်ကားတောင်ဟုခေါ်ကြတယ်။အလွန်ခါပြီးအလွန်လဲပြင်းထန်လာတယ်။ထရည်အမြဲတမ်းတောင့်နေတဲ့ထရည်ကျိုးများမှာထိုငှက်ကားတောင်ဟုသာနေနေခြိုက်ခြိုက်တောက်ကြတယ်။ ူတို့ဒေတာမှာယောက်ျားကလေးများမှာပစုံစိတ်ခုံလောက်ကိုမတော့ကြငှက်ခါတောင်ဟူသာဆွဲဆွဲမြဲမြဲတောက်ကြတယ်။ကိုမောင်ဖြုံးရဲ့ပါခင်ဖြစ်သူကအလွန်ထရေကြိုက်ပြီးငှက်ခါတောင်ဟူတက်ခါတောက်ရင်တအိုးနှအိုးကုန်တဲ့အထိတောက်နိုင်တယ်။ငှက်ခါတောင်မှာအမှုမခံနိုင်သူများဆိုရင်တပူးနှပူးသာထန့်ကုန်တောက်နိုင်တယ်။ကိုမောင်ဖြုံးရဲ့ပါခင်ကသာသမီများကိုတတလုံးထမ်းတက်ပြီးလှုပ်ကြွေးခဲတယ်။အဖေကထမ်းတက်တဲ့အခါခါမှာပလင်းကလေးတစ်လုံးချီသွားပြီး ကားတောင်များထည့်သွားလေးရှိတယ်။ထန်တလိုက်ရေငက်ရေပလင်းလေးမောတောင်းလိုက်နဲ့သူ့အာနဲ့သူအေးအေးဆေးဆေးအလုံးလုံးနေတတ်တယ်။အဖေကိုအသက်နှုတ်သွားသည်မှလည်းယခုဖះငုတ်တို့ဂုံးမင်ဖြစ်တယ်။အဖေကထရေတောင်းရင်ဖះငုတ်တို့ရှိထမ်းမင်များကိုရှင်းလင်းရတယ်။ထိုထမ်းမင်ကိုထမ်းပြင်းတယ်ဟုခေါ်တယ်။ထိုသူကိုထမ်းပြင်းသည်ဟုခေါ်တယ်။ထို့သောရှင်းလင်းရင်ထမ်းမင်မောမပြုတ်ကြကထိုထမ်းမင်အောက်တွင်ပွေကျင်းပြီးသေဆုံးသွားခဲ့ရတယ်။ ညနေထက်တော့သူ့ပြန်မလာ၍လိုက်ကြည့်ကြမှသေဆုံးနေတဲ့အဖေလောင်းကိုတွေ့ကြရတယ်။ကုမောင်ပြုံးလမ်းလျှောက်လာရင် နောက်ဆုံးဖျားငုတ်တူတို့ရောက်လာခဲ့တယ်။ညနေ3နာရီခန့်မှရှိနေပြီဖြစ်တယ်။အညာနွေမို့နေပူချိန်ကအလွန်ပူပြင်းလာတယ်။ဖျားအပြိုပြက်ကြီးရတော့အုပ်ပုံတပွဲဖြစ်နေပြီးချုံဝင်များတွေ့ကက်ပေါရောက်နေတယ်။ကုမောင်ပြုံးကတန်းတပင်းကိုတရီထားပြီးကုတ်ဖက်တက်လိုက်တယ်။ထရေမကြတဲ့ဓာမေများတွင် တန်တက်သမားများအတွက်ဝါလီကားရှိုက်ထားလေးမရှိထိုကြောင့်အာယူပြီးဆွဲတက်ရတာဖြစ်၍အလွန်ခက်ခဲလာတယ်။တမ်းမေမောတို့ရောက်တဲ့အခါတံပလက်ဆောင်များထလန်းဆောင်များနဲ့ရင့်နေတဲ့ထရွက်များကိုဓာတ်နဲ့ခုတ်ချရတယ်။သုံးမင်လောက်တက်ပြီးတဲ့အချိန်တွင် ကိုမောင်ပြုံးအလွန်မောပန်းနေပြီဖြစ်တဲ့အပင်အောက်မှာနားနေရင်းအဘရွှေထံမှယူလာတဲ့ရေပလင်းကိုဖွင့်တောင်းလိုက်ကအမောဖြေနေမိရဲ့ သူနာအတွင်းတောက်ခေါက်တန်တစ်ချက်ကြားလိုက်ရတာကြောင့်ကိုမောင်ပြုံးလန့်သွားမိတယ်။ပဝင်းကျင်ကိုကြည့်လိုက်တဲ့အခါမိသူမရှိမနေ။ကိုမောင်ပြုံးရေတကြိုက်ကိုငုံတောက်လိုက်တဲ့အခါဒုတိယမြောက်တောက်ခေါက်တန်ကိုကြားလိုက်ရပြန်တယ်။ဟေးဘယ်ကောင်ငါ့ကိုလာစနေရလဲကွ။သူပြောလိုက်တဲ့အချိန်တွင် သူ့ဘေးဝဲရနေရအကုန်လုံးမှတက်တောက်တောက်နဲ့တောက်ခေါက်တံများကိုကြားလိုက်ရတယ်။တခြားသူဆို ထွက်ပြေးမိဖြစ်တော်လဲ။ကိုမောင်ပြုံးကတော့အကြောင်းလမ်းမရှိ ။ "तू ဒီထက်တော်ကိုမတက်လို့မဖြစ်။ तू ငွေလိုနေတယ်မဟုတ်လား။ချောက်လန်းမှုများကိုစိတ်မဝင်စားနိုင်တော့ပဲ။ तू အပူများကိုပြန်ပြီးစဉ်းစားနေမိတယ်။အဖေ၊တားရှင်ပြူကျင်တယ်။တားကြီးဖြစ်သူကသူ့အနာကိုလာပြီးပြောဆိုလင်းတယ်။တားငယ်ဖြစ်သူကလည်းသူ့ပေါင်းမော်တို့လာပြေးထိုင်ပြီးအကိုကြီးရှင်ပြူရင်တားလည်းရှင်ပြူကျင်တယ်ဖေ။တားငယ်လေးရဲ့ခေါင်းကိုပုတ်ပြီးကိုမောင်ပြုံးစိတ်တဲ့မကောင်းဖြစ်မိတယ်။ မကြမီတဲနောက်မှ သူမိမမဝိုင်းကထွက်လာတယ်။မဝိုင်းရေမင်းသားတွေပြောတာကြားရဲ့လားကွ။မဝိုင်းကမျက်နှာကိုမဲလျက်ကြားပါတော့ရှင်သားတွေကကျုပ်ကိုနေတိုင်းရှင်ပြုတ်ကျင်တယ်ပဲပြောနေတာ။သုံးရက်စတိုင်းလောက်ရှိပြီ။ဟုတ်တယ်ဖေရဲ့ဖိုးသားတို့ရှင်ပြုတ်တော့ကဆိုညင်းနဲ့ကြီးစီးတာဗျ။တိတ်မိုက်တာပဲ။ဖေဤသားကိုရှင်ပြုတ်ပေးရင်လဲညင်းစီးမှာနော်ဖေ။အေးပါသားတို့ရေဖေဤသားတို့ကိုရှင်ပြုတ်ပေးနိုင်အောင်စူးစမ်းပါမယ်။ မဝိုင်းကသူ့အနီးတွင်ထိုင်ပြီးမနက်စာဖြင့်ထမင်းကြမ်းနဲ့ပဲကြမ်းကြော်စီစမ်းကိုချပေးလိုက်တယ်။ကဲအဲ့ဒါပဲကြီးတော့ကိုပြုံးကြီးကျုပ်သားလေးတွေရှင်သိပ်ပြူကျင်နေတာအေးပေါ့လေသူတို့အသက်ရွယ်ရာဆိုရင်လေရှင်ပြူတင်နေပြီမဟုတ်လား။ဒါနဲ့ရောက်အနက်အကြီးကောင်ကဆန်နန်းနေရှိနေပြီအငယ်ကောင်လေးကတော့ အသက်၁၀နှစ်ကျော်ခဲ့ပြီ။ရွာထဲကကလေးတွေရှင်ပြူတာမြင်တော့သူတို့လည်းရှင်ပြူကျင်နေပုံရတယ် သို့သောကိုမောင်ပြုံးထတ်တက်လောက်ခလောင်းနဲ့တော့ရှင်ပြူနိုင်မှုမျောလင်းချက်မရှိစားဖို့တောက်ဖို့နဲ့တားနည်းရောက်ကြောင်းလိုက်ဖို့အတွက်တောင်မှမနေယုံကံပြီးရှာဖွေနေရတယ်။သူတို့တဲလီခေါင်းမိုးမှာပေါက်နေတာဟောတော့ပြန်မပြေနိုင်သေး။ဒီနေ့မိုးကြရင်ကျုပ်တို့တဲမိုးမလုံးတော့ဘူးရှင်။အေးပါကွာငါအဘရွှေကိုပြောပြီးထမ်းရွက်တွေယူခဲ့မယ်။အားရနေကြရင်တော့ထက်လက်ပြစ်ပြီးတော့ခေါင်းမိုးတာပေါ့ကွာ။ကိုမောင်မြုံအမောပြေနေရင်မနက်ကအဖြစ်ပြက်များကိုပြန်တွေးနေမိတယ်။ ်အခုတော့ထက်လက်ရင်ရင်ကြီးတွေမြေပေါ်သို့ကျနေပြီဖြစ်တယ်။ထမ်းမင်ကကိုမောင်ပြုံးတို့အတွက်တော့ဆွဲစုံအသုံးချတဲ့အပင်ဖြစ်တယ်။ထရွက်ထက်လက်များကိုတဲမိုးအိမ်မိုးအိမ်ကားကြတယ်။ထက်ကြောကိုတင်ပြီးဖြာနေတောင်းနေရက်လုံးကြတယ်။ထမ်းသီးခွက်အချောက်ကိုထမုတ်လုံးကြတယ်။ထို့အပြင် ထန်းတို့အချောက်ကိုမီးရှို့ပြချပြီးကလေးများအနာစိမ့်ပေါရင်ကုသနိုင်တယ်မဟုတ်လား။ အမောပြေတဲ့အခါကိုမောင်ပြုံးကတန်းတက်ရံအတွက်အပင်ကိုရွေးလိုက်တယ်။ထိုအခါညနေနေရောင်အောင်မှာဖျားငုတ်တို့အနီးတန်းမင်ကလေးတပင်တက်မှဝင်းငနဲ့လက်ကနေနဲ့ဝင်းလက်သွားတာကိုမြင်လိုက်ရတယ်။ငါ့ကိုတရေချောက်တာများလား။ကိုမောင်ပြုံးကတန်းမင်ကိုအသေးချာပတ်ကြည့်တယ်။အနောက်ဘက်ရှိတန်းမင်များကြားကအနီးရောင်လေးဝင်းလက်နေတယ်။ကိုမောင်ပြုံးကထူဆန်းသွားတာမို့ထိုတန်းမင်ကိုတက်ရံဆုံးဖြတ်လိုက်တယ်။ဘာမှမရှိရင်လည်း ထရွက်ရင်းရည်တွေအိမ်မိုးလို့ရတာပေါ့အရှုံးမရှိပါဘူး။သူနဲ့ထိုထမ်းမင်းကြီးပေါ်တို့တက်လာခင်းတယ်။ထမ်းမင်းထိန်သာအယောင်မှာတလက်လက်ဖြစ်နေတဲ့အရာကိုရှာကြည့်ရရှာမတွေ့တော့သူနဲ့စိတ်သက်ကြပြီးတလက်များကိုခုတ်ချလိုက်တယ်။ခုတ်ချနေရင်တလက်နှစ်ခုကြားမှာငှက်တိုက်ကလေးတစ်ခုကိုတွေ့ရတယ်။ထိုငှက်တိုက်မှာငှက်ဥကလေးတစ်ခုရှိနေတယ်။မိုးပြာရောင်ငှက်ဥကလေးဖြစ်ပြီးသူ့အနီးမှာလည်းငှက်ဥခုန်ကလေးကိုတွေ့ရတယ်။ဘာအတိုက်များပါလဲ။ အပြရာဥနဲ့အတိုက်ဆိုတော့ကြီးတိုက်တယ်နဲကိုမောင်ပြောကအတိုက်ကလေးကိုရှင်းချလိုက်မယ်ဟု တွေးတော်လဲကြီးဥကလေးကိုစိတ်ဝင်စားသွားပြီးလမ်းယူကြည့်လိုက်တယ်မိုးပြရောင်ကလေးမှာအမဲပြောက်ကလေးများပါတဲ့ဥဖြစ်တယ်သူတို့အရက်မှာတော့မြို့များလိုမြို့ကြီးကမရှိပဲအကောင်ထွားထွားအမွေးရောင်မှိန်မှိန်နဲ့တော်ကြီးကန်းများသာကြက်စားတတ်တယ်တော်ကြီးကန်းများမှာအုပ်ခွဲ၍မနေပဲအဖိုအမနှစ်ကောင်သာနေတတ်တယ် မြင်မာတဲ့တမ်းမင်များအပေါ်တွင်ယခုလိုအတိုက်ဆောက်နေထိုင်ကြတယ်။ကြီးဥကလေးကိုတေချာကြည့်လိုက်တဲ့အခါတနေရာမှာဥကုံကလေးရကွဲနေပြီးအတွင်းမှအနီရောင်လက်နေတာကိုမြင်တွေ့ရတယ်။ပရမများလိုမျိုးထွင်းပေါက်ကြည်လင်နေတာမဟုတ်ဘဲကြောက်စရိတ်ခဲလိုအနောက်ဖြစ်တယ်။သို့တော့ရဲရဲနေနေတယ်။ဘာများပါလဲ။နေရောင်ထိုးလို့လက်နေတာဒီဟာလေးကလက်နေတာဖြစ်မယ်။ကိုမောင်ပြုံးဥကလေးကိုပုတ်ကြည့်လိုက်ရ။ဥကုံလေးမှာကွဲကြေထွက်သွားပြီး သူ့လက်ထဲမှာဇီးကင်းလောက်သာရှိမဲ့ဥဒီလေးသာကျန်နေခဲ့တယ်။ကိုမောင်ပြုံးလဲထိုဥကလေးကိုသေးချာကြည့်နေရင်သူတို့ငငယ်ကကြာပူခဲ့တဲ့အဖြစ်ပြက်ကိုတတိယသွားတယ်။ကြောက်ပရောင်းကစထိုးဆိုင်ပိုင်ရှင်ကအရင်ကဆင်းရဲတဲ့လူကအခုလိုချမ်းသာတာတရက်တော့ဇရက်ပြက်တစ်ခုကိုရှင်ရင်ငှက်တိုက်တွေ့တယ်ဆိုပဲအဲ့ဒီငှက်တိုက်ထဲမှာဥအမတေလေးတစ်ခုတွေ့တယ်တဲ့အဲ့ဒါရပြီးနောက်အခုလိုချမ်းသာသွားတာပဲအမတေဆိုတာ ထူးခြားတဲ့စွမ်းရည်ရှိတဲ့ပစ္စည်းတွေပေါ့မြတော်အဖြစ်ကာယသိတိလာဘသိတိတွေရှိနေတတ်တယ်ကွလူပြိုအရွယ်လောက်တုန်းကလူကြီးသူမတွေပြောတာကြားဘူးတဲ့ဖြင့်ယခုဥကလေးကအမတေကလေးများလားလို့စိတ်ထဲတွေးမိတယ်ထို့ကြောင့်ထမ်းမင်ပေါ်မှာအမြန်ဆင်းလိုက်ပြီးဥပါရွှေထတော်စီတို့အပြေးပြန်လာခဲ့တယ်အပါရွှေအပါရွှေဟေးမောင်ပြုံးအမောတကောနဲ့ပါလားမိဘဖြစ်လာတာလဲကျုပ်ကျုပ်တရေ၆ခံရလို့ဗျာ ခုမောင်ပြုံးကအဘာရွှေကို အမတေရလာတဲ့အကြောင်းမပြောဟုဆုံးဖြတ်လိုက်တယ်။သူကြားဘူးတာကသူ့အမတေများကိုဈေးကောင်းပေးဝယ်တာကိုကြားဘူးတယ်။သူပြောလိုက်ရင်အဘာရွှေကသူ့စီမဈေးကောင်းပေးဝယ်သွားမှာကိုစိုးရိမ်၍ဖြစ်တယ်။အဘာရွှေခြံထားတဲ့ငှက်ခါတောင်တစ်ခွက်ကို ကောက်မောလိုက်တယ်။သူတို့ထတ်တော်မှာလူရှင်းနေတယ်။ခုမောင်ပြုံးလည်းအဘာရွှေအနားကိုတိုးကပ်လိုက်ပြီးဒါနဲ့အဘာရွှေငှက်အမတေတွေဘာဒီအကြောင်းအဘာရွှေကြားဘူးလား။ အဖားရွှေကသူ့သွားမှာကန့်နေတဲ့ကွန်ဘတ်များကိုသွားကြထိုးတယ်နဲ့ထိုးနေတယ်။ကြားဘူးတယ်ကွာအမတီတွေကတိတ်ဆွမ်းနေဆိုပဲ။ဟုတ်လားဘလို့ဆွမ်းတာလဲ။များသောအဖြစ်မီးကွင်းနဲ့ဘေးရန်ကင်းနဲ့စီးပွားတက်စီတာလည်းရှိတယ်တဲ့ကွာ။ငါလဲကိုယ်တိုင်မကြုံဘူးတော့မသိပါဘူးကွာ။ဘာလဲမောင်ပြုံး။မင်းကအမတီတွေ့နေလို့လား။တွေ့ရင်လဲငါ့ကိုရောင်းစမ်းပါကွာ။မမတွေ့ပါဘူးဗျာ။ကျုပ်ကျုပ်ပြန်တော့မယ်။ အဖားရွှေကသူ့အားထန်တက်ခါသာရှင်းပေးလိုက်တယ်။ကိုမောင်ပြုံးလဲအိမ်ကိုပြန်ရန်သာ စိတ်စောနေတာမို့ငှက်ခါတောင်ထရေများပင်ယူဖို့မေးကလေးတော့တယ်။မိမကြီးမဝိုင်းလာပါအောင်ကွ။ဘာဖြစ်လို့တော့ကျုပ်ဒီမှာထမင်းချက်နေတာ။လာဆိုလာစမ်းပါကွ။မဝိုင်းကထမင်းကိုမှွေနေတဲ့ကျောင်းမကြီးကိုင်းကအိမ်ရှိသူထွက်ခဲ့တယ်။မင်းသားတွေရောရွာထဲသွားဆော့နေတာနေမှာပေါ့။ကျုပ်ကိုဘာလို့ခေါ်တာလဲ။ ကိုမောင်ပြုံးကသူ့အိမ်ကြီးအိတ်ကပ်ထဲမှာကြီးအမတေးနီနီရဲရဲလေးကိုထုတ်ပြလိုက်တယ်။မဝိုင်းကထူဆန်တဲ့ပုံနဲ့ကိုမောင်ပြုံးကိုကြီးလိုက်တယ်။အဲ့ဒီကျောင်းဆက်တွေကအနီလေးကဘာလို့ဖို့လဲရှင်။ဟာကျောင်းဆက်တွေမဟုတ်ပါဘူးကွဒါအမတေးပဲကြီးအမတေး။မဝိုင်းမျက်လုံးပြူသွားတယ်။အမတေးဆိုတာဈေးကောင်းရတယ်တော့ဟိုတနေ့ကမောင်လုံးတောလိုက်သွားရင်ဂျိုးအမတေးဆိုလားရလာလို့ရောင်းလိုက်တာသိချီရတယ်တော့အေးကွာ ဒါကြောင့်ငါတို့နဲ့ထိုက်လို့ရတာနေမှာဘာပဲဖြစ်ဖြစ်တော့ကျုပ်တို့အဲ့ဒါလေးကိုရောင်းလိုက်ရအောင်တသိန်းလောက်ရရင်နေသလားရှင်မဝိုင်းကရောင်းကြခြင်းတော့လဲကိုမောင်ပြုံးကမရောင်းခြင်းမရောင်းနိုင်ဘူးကဒီပစ္စည်းလေးကလူတိုင်းရတာမဟုတ်ဘူးငါနဲ့ထိုက်လို့ရတာကရှင်အတွင်းမခေါင်းနဲ့ကိုမောင်ပြုံးဒီဟာကြီးခြင်ထားပြီးတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးကျုပ်တို့ရောင်းပြီးတော့ငွေတွေရလာရင်အင်္ဂလိပ်ပြန်ဆောင်မယ်ရှင်သားတွေကိုလည်းရှင်ပြုတ်ပြီး အလှူပေးလို့ရပြီလေရှင်ပြုလို့ရပြီ ဟုတ်လားကြီးရမတေလေးကိုကင်ပြီးကိုမောင်ပြုံးတွေ့ဝေနေမိတယ်ကျုပ်နောက်နေကြရင်ညောင်ဦးဘက်သွားပြီးတော့ရောင်းလို့ရမယ့်နေရာစုံစမ်းကြည့်မယ်ရောင်းလိုက်စမ်းပါတော့အဲ့ဒီအရာကိုကျုပ်တို့လည်းအသုံးချတတ်တာမှမဟုတ်တာတော်စမ်းမဝိုင်းငါမရောင်းနိုင်ဘူးကွရှင်ကပြောလီစိုးလီပါလားရှင်သားတွေကိုရှင်မပြုတ်ပေးခြင်းဘူးလားထိုမေကွန်ကကိုမောင်ပြုံးကိုပို့ပြီးဒွိဟဖြစ်စေတယ်နေစမ်းမအောင်ကွာ ငါတို့အရင်ဆုံးစမ်းကြည့်အောင်ကိုမောင်ပြုံးကဂွန်းစာလေးကိုယူပြီးထမင်းစားပကံထဲတွင်ခင်းလိုက်တယ်ထို့နောက်ပကံအလယ်မှာထိုအမတ်တွေလေးကိုထည့်ပြီးမိစားတစ်ခုနဲ့ဂွန်းစာများကိုတို့ကြည့်လိုက်တယ်အလွန်မီးဆွဲလောင်လေတဲ့ဂွန်းစာများမှာမီလုံကမလောင်တာကိုလင်မယားနှစ်ယောက်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတယ်။အိုးသွားပါပြီကျုပ်ထမင်းကိုမဝိုင်းကထမင်းကိုချက်ရအတွက်အနောက်ကိုပြန်ပြေးဝင်သွားတယ်။ညရောက်တဲ့အခါ သူတို့လင်မယားရံပွဲဖြစ်လာတယ်။ကလေးနှစ်ယောက်ကအိမ်မောကြနေပြီဆိုတော့လေသူတို့နှစ်ယောက်ကခြံတော်ထဲမှာရံဖြစ်နေကြတယ်။ရောင်းလိုက်စမ်းပါတော့မရောင်းနိုင်ဘူးကွမရောင်းမိကွင်းနာလောင်းနေတော့ရှင်ကျုပ်တို့အိမ်ကမီးလောင်ပါမှမဟုတ်တာမီးလောင်လဲထက်လက်မိုးထက်လက်ကတဲပဲဘာမှဆုံးရှုံးသွားတာမဟုတ်ဘူးကိုမောင်မျိုးတယောက်ပြန်မှန်ပြီးအိတ်ဆက်လိုက်တော့လေသူတို့လင်မယားရံပွဲကပြီးဆုံးမသွား နောက်ရက်တော့ကိုမောင်ပြုံးထမ်းတက်နေတော့မဝိုင်းကညာဦးစေးတို့တက်ပြီးအမတီရောင်းချရန်စုံစမ်းနေကိုမောင်ပြုံးလည်းမဝိုင်းကိုမယုံတော့တဲ့ဖြင့်အမတီကိုကိုနဲ့မကွာသေးသွားတယ်။ထိုနေ့ကဥပရွှေတို့တက်တော်တဲ့တွင် သူကူညီလောက်ကင်ပေးနေရတယ်။တရည်အချင်ပေါက်ဖို့လောက်ကင်နေစင်မှာပဲတက်သေးသေးတို့လူများဝင်လာတယ်။ညီလေးရအကိုတို့ထမ်းရဝယ်ခြင်းလို့လူတင်များဖြစ်တဲ့ဖြင့်ကိုမောင်ပြုံးမမြင်ဘူးပါ။ ဟိုလူများကဥပါရွှေထက်တော်မှထဏံများကိုစေးကောင်းပေးဝဲတယ်။ထက်တဲမှာသူနဲ့ဥပါရွှေသာရှိနေတာမို့ကိုမောင်ပြုံးလဲကူညီပြီးချင်တွေပေးရထည့်ပေးရတယ်။ထိုလူများထွက်သွားပြီးတဲ့အခါထရေဝဲတဲ့သူများရောက်လာတယ်။သူတို့ရွာမှလူများမဟုတ်ပဲခရီးသွားဟန်ဝင်ဝဲသူများဖြစ်နိုင်တယ်။အချိန်ခဏအတွင်းမှာပဲထရေဝဲမဲ့သူများထဏံဝဲမဲ့သူများကတပွဲပွဲရောက်လာရအမြဲထက်တဲမှာထိုင်ပြီးအိမ်ငိုက်နေရတဲ့ ဥပါရွေပင် အလွန်ထူးဆန်းနေမိတယ်။ထူးဆန်းတယ်ကွမောင်ပြုံးရဒီနေ့တော့ဈေးဝယ်အတော်များပါလား။ကိုမောင်ပြုံးကဥပါရွေပြောတာ ਉਹ ပင် မကြတော့သူ့ကောင်းထဲမှာအတွေ့တစ်ခုဝင်နေတယ်။ဒါငါရဲ့အမတ်ဒီကလေးကြောင့်များလား။ထို့နောက်သူ့အိတ်ကက်ထဲရှိအမတ်ဒီကလေးကိုစမ်းကြည့်လိုက်တယ်။အိမ်ပြန်လာတဲ့အခါမဝိုင်းကသူ့ကိုစီးချိုနေတယ်။သူကြိုက်တဲ့တဲ့ချက်သားဟင်းများကိုချက်ပြုတ်ထားတယ်။ သူ့ထမင်းစားဖို့လို့တော့မဝိုင်းကသူ့အနာကတ်လာတယ်။ကျုပ်ညာဦးစေးတဲ့သွားပြီးဘဘူးဆိုင်ကဆရာကြီးနဲ့အကုန်တိတိဆိုင်ဆိုင်လှုပ်ပြီးသွားပြီးရှင်။သူတို့မနဲ့ပြန်လာလိမ့်မယ်။ဖြစ်စည်းကြရင်သုံးသိန်းပေးမယ်တော့။မဝိုင်းအတန်ကပြုံးပျော်ရွှင်နေတော့လေကိုမောင်ပြုံးကဒေါသထွက်သွားတယ်။ဟေ့မိဝိုင်းငါနင့်ကိုဒီအမတေရောင်းမယ်လို့ပြောဘူးလို့လား။ရှင်တိတ်ပြီးစိတ်ကူးရင်မနေနဲ့ဝယ်တဲ့သူရှိတော့ရောင်းရတာ။ရှင်ဒီတသက်သုံးသိန်းရှာဘူးလို့လား။တော်စမ်းကွာ ဘဲဒီအကြောင်းလေးဆက်မပြောနဲ့ငါလုံးဝမရောမရောလို့မရဘူးရှင်အကုန်တိတိဆိုင်ဆိုင်ပြောပြီးပြီသူတို့ကတခြားသူစီမရောပါနဲ့ဆိုပြီးဆယ်ရန်9000တောင်ချလိုက်သေးတယ်ရှင်ဘာကွမစ်တော်တော်လွန်နေပြီနော်မိဝိုင်းဘာဖြစ်လဲမနေ့ပြန်သူတို့လာလိုက်မယ်ကိုမောင်ပြောရှင်ရောင်းလိုက်စမ်းပါမဟုတ်ရင်မျက်နာပြက်စရာတွေဖြစ်ကုန်မယ်မရောမှုဟဲ့ဒီလူတွေနဲ့လည်းငါမသိဘူးငါလုံးဝမရောင်း ။ထုံညာတော့သူတို့လင်မယားအိယာခွဲအိတ်တဲ့။ကိုမောင်ပြုံးကအိရှိကမ်းမှာသာ ခွေခွေလေးအိနေတယ်။ညတကောင်လောက်အရောက်မဝိုင်းတယောက်အိနေရမှတူတူလေးထားကကိုမောင်ပြုံးအနီးသို့ကတ်လာတယ်။ထို့နောက်ကိုမောင်ပြုံးအိတ်ကက်များကိုအသာလေးနိုင်ပြီးရှားနေတယ်။မင်းဘာလာရှားတာလဲမိဝိုင်း။သူ့ကိုအမတ်တီလေးပေးစမ်းမှာမင်းကိုမပေးနိုင်ဘူးလို့ပြောနေတယ်မဟုတ်လား။ကိုမောင်ပြုံးဒေါသထွက်ထွက်နဲ့မဝိုင်းမျက်နှာကိုလက်သီးနဲ့ထိုးထဲလိုက်တယ်။ မဝိုင်းတယောက်အော်ဟစ်လျာကလေးငယ်များလန့်နိုးကုန်ကြတယ်။တော်ပါတော့အဖေအမေကိုမလုပ်ပါနဲ့တော့။တာကြီးကဒါမြစ်တော်မှကိုမောင်ပြုံးအသီးစိတ်ပြန်ဝင်လာခဲ့တယ်။မဝိုင်းကကလေးများကိုဖတ်ထားရင်ကိုမောင်ပြုံးရှင်နဲ့ကြောက်မနေဘူး။ရှင်လိုအတုံးမကြတဲ့လူနဲ့ဆက်မပေါင်းနိုင်တော့ဘူး။ရှင်နဲ့ကျမနဲ့ကြွားမယ်။မနက်မိုးမတောက်ခင်မှာပင်မဝိုင်းတယောက်ကလေးနှစ်ယောက်လက်ဆွဲပြီးအိမ်မဆင်းသွားတယ် မဝိုင်းတို့ရွာကညာဦးအနီးမှာရှိတာမို့သူတို့ရွာကိုပြန်သွားခြင်းဖြစ်မယ်။မဝိုင်းမရှိတော့သူတို့ထလက်တဲလေးထဲမှာကိုမောင်ပြုံးတယောက်သာကြံနေခဲ့တယ်။သူတယောက်တည်းတဲရှိမှာထိုင်ပြီးငိုရိုနေမိတယ်။သူနဲ့မဝိုင်းနဲ့ကိုမောင်ပြုံးတို့ကွဲသွားကြတယ်။ကိုမောင်ပြုံးကလည်းသူ့ယုံကြည်ချက်ကိုမလျှော့တယ်လို့မဝိုင်းကလည်းကိုမောင်ပြုံးကိုနားမလည်နိုင်သဖြင့်ကွဲသွားခြင်းဖြစ်တယ်။မဝိုင်းတို့အမေနဲ့မောင်နှမများကကိုမောင်ပြုံးကိုလာပြီးရန်တွေးကြသေးတယ်။ အခုတော့ကိုမောင်ပြုံးတယောက်တည်းသာကြံနေခဲ့တော့တယ်။ကလေးနှစ်ယောက်မှလည်းမဝိုင်းနဲ့ပါသွားပြီဖြစ်တယ်။ငါဘာလုပ်ရမလဲ။ငါဘာဆက်လုပ်ရမလဲအမတေလေး။နောက်တနေ့တော့ကိုမောင်ပြုံးကဥပရွှေထထဲစီတို့လာခဲ့တယ်။ဥပရွှေကျုပ်ကိုထထောထထောလောက်ရောင်းစမ်းပါဗျာ။အောင်မေမောင်ပြုံးရဲ့မင်းကငါစီကထထောဝယ်ပြီးဘာလုပ်ချင်လို့လဲ။လုံစမ်းပါဗျာအချင်းချင်းနေပဲကျုပ်ကိုရောင်းစမ်းပါ။ထထောတွေကပေါ်ပြီးထမ်းတမ်းမဲ့သူကလည်းမရှိ။ အလုံးလဲမဖြစ်တာမို့နောက်ဆုံးဥပါရွှေကကိုမောင်ပြုံးကိုထမ်းမင်20ပါတဲ့ထတော်တစ်ခုကိုအကျွေးနဲ့ရောင်းလိုက်တယ်။ကိုမောင်ပြုံးကထမ်းတက်ပြီးထရေစိတ်ကြိုက်ဖောက်ပြီးတော့ကြောက်ပရောင်းတို့တက်ကဝယ်လက်ရှာပွေလေးရဝယ်လက်တွေ့ပြီးအလုံးတည့်သွားကြတယ်။တနေ့လောက်ကြာတဲ့အခါကိုမောင်ပြုံးထတော်ကတော်တော်အလုံးဖြစ်နေပြီဖြစ်တယ်။ထရေသားမကတကောက်ဖာလုပ်ငန်းထမ်းနဲ့လက်မှုလုပ်ငန်းများလုပ်ကင်ပြီးရောင်းချရအယောင်းအတွက်လေးတယ်။ အထူးသဖြင့်ထညာထဲ့ရန်အတွက်ထညာအစိတ်သားဝင်တဲ့တကောက်ဖာကလေးများလှုပ်ပြီးထညာထဲ့ကရောင်းချခြင်းမှာအထူးတွင်ကျဲလာတယ်။နောက်တော့ထထောများဆက်ပြီးဝဲခဲ့တယ်။မကြမီညာဦးကြောက်ပရောင်းကားလန်ပေါက်လေးရကားလန်ပေးရှိထထောကိုပင်ဝဲယူနိုင်တယ်။သူတို့ရွာကလေးရှိအဘာရွှေပိုင်ဆိုင်ခဲ့တဲ့ထထောများအားလုံးလိုလိုကိုမောင်ပြုံးပိုင်ဆိုင်သွားတော့တယ်။အဘာရွှေလည်းတိတ်မကြခင်သေဆုံးသွားခဲ့တယ်။ ထိုထတော်မှာပင်တန်တဲဆောက်လုပ်ထိုင်ကိုမောင်ပြုံကထရေကိုသာအဓိကရောင်းချကျင်နာမှု ထရေနဲ့လိုက်ဖက်တဲ့အရာများကိုပါတွေ့ရောင်းနေကိုမောင်ပြုံတယောက်ဘာရောင်းရောင်းစီးပွားဖြစ်ပြီးအခုဆိုဆိုင်နဲ့ကနားနဲ့ဖြစ်နေပြီးဖြစ်တယ်အစဉ်ပြေလာခြင်းမှာလဲကြီးအမတ်ဒီလေးเจ้าဟုဆိုကတတိချတွေးထားတယ်သို့တော့အများစိတ်ဝင်စားမှဆိုတာကြောင့်ထိုအမတ်ဒီအเจ้าကိုမပြောဆိုတော့သားနှစ်ယောက်မင်းရင်တော်မှဘေးကင်းစေတဲ့အစာဟုသာပြောပြဖြစ်တယ် ။တစားတစားအစီပြေလာတဲ့အခါဇနီးဖြစ်သူမဝိုင်းအားတွားပြန်ခေါ်ပြီးသားနှယောက်နဲ့အတူနေထိုင်နေ။သို့တော့မဝိုင်းနဲ့မတည့်ပဲအမဲရံဖြစ်လေးရှိရဲ။သုံးနှစ်ခန့်ကြာတဲ့အခါမဝိုင်းမှာထက်တဲမှ ထွက်ပြေးသွားတော့တယ်။သူတဲ့အသက်20ငယ်တဲ့တကြပ်ပေါ်မှာကောင်လေးနဲ့လိုက်ပြေးသွားခြင်းဖြစ်တဲ့မဝိုင်းထွက်ပြေးသွားတဲ့အခါကိုမောင်ပြုံးစူဆောင်းထားတဲ့ရွှေများနဲ့ငွေများပါအတော်ပါသွားတယ်ဟုဆိုတဲ့ယခုဆိုကိုမောင်ပြုံးဆိုင်မှာဆိုင်ကြီးဖြစ်သွားပြီဖြစ်တဲ့ ပကညာဦးတို့ခရီးထွက်အလဲလာတဲ့လူများက ကိုမောင်ပြုံးထတ်တော်ကိုလူတိုင်းနီးပါးဝင်ရောက်ပြီးထရေတောက်ကြတယ်။ထရေဆိုင်ကြီးအပြင် ထမ်းမေများအောင်မှလင်းစင်များထိုးထားတယ်။ထမ်းသားနဲ့ပြုလုပ်ထားတဲ့တိတ်ကလေးများကိုလည်းအစီအရေထိုးထားတယ်။ထရေကိုလည်းအများအကျပ်ထရေကျိုးချိုပြင်းစားတဲ့ဖြင့်အမျိုးစုံလုပ်ရောင်းနေ။ထိုးပြေထရေနဲ့လိုက်ဖက်တဲ့ပဲလော်ဘူးသီးကျော်ကျော်ရှင်းကျော်များပါတွဲဖက်ရောင်းချတဲ့အဖြစ် ထမ်းမအတွက်တဲ့ထညာအမျိုးမျိုးဇီးထညာအုံထညာတာမကထမ်းရက်တကောက်ဖာထမ်းလက်မှုပစ္စည်းမျိုးစုံမှာတွဲဖက်ထုတ်လုပ်ရောင်းချနိုင်ပြီဖြစ်တဲ့ကုမောင်ပြုံးဆိုင်မှာထိုအနီးတဝိုက်မှာလူအလာများတဲ့ဆိုင်ဖြစ်သွားရနောက်ပိုင်းမှာထမ်းပစ္စည်းများတာမက စီစုံများဒေသအတွက်အစားအစာများနဲ့လူအသုံးဆောင်ပစ္စည်းများပါတွဲဖက်ရောင်းချသလို့ ထန်သားနဲ့ပြုလုပ်ထားတဲ့ပရိဘောဂများနိုင်ငံရခြားသို့တင်ပို့နိုင်တဲ့အထိဈေးကွက်ကြီးမားနေပြီဖြစ်တဲ့တရက်တော့ပကံတို့လာတဲ့ဖုံကြီးတစ်ပါးကိုကြီးညိုလာတဲ့ဖြင့်စွန်ဆက်ကတ်တဲ့ထိုဦးစင်းကဖုံပေးပြီးတဲ့အခါကိုမောင်ပြုံးလက်သက်ကျွဲမှာရွှေနဲ့ကိုကဝစ်စင်ထားတဲ့အနီအောင်ကြောက်ကလေးကိုစိတ်ဝင်စားသွားတယ်။ရွှေလက်စုပ်အကြီးဖြစ်ပြီးလက်စုပ်မှာတတ်ထားတဲ့ကြောင်မှလည်းတာမန်ကြောင်များထက်အနေငယ်ကြီးမားကပြူးထွက်နေတယ်။ တခါကြီးလက်ကဘာကြောက်တုံးကွမှန်မဖေဟာကြောက်မဟုတ်ပါဘူးជីတိုက်ကရတဲ့ជីအမတီလေးပါဖေဟာဦးစင်းကခေါင်းငယ်ရင်ဒါနဲ့တခါကြီးမှာဇနီးမရရှိတယ်လားအရင်ကတော့ရှိပါတယ်အခုတော့မရှိတော့ပါဘူးဖေဟာဦးစင်းကပြုံးလိုက်တယ်သူရှိစဉ်တုန်းကမင်းတို့အမဲရံဖြစ်နေရသလားကိုမောင်ပြုံးက ခေါင်းငယ်လိုက်တယ်အဲ့ဒါဟောဒီအမတီကလေးကြောက်မဲ့တခါကြီးရေជីအမတီဆိုတာလာပါတိတ်ထိမှာစွမ်းမိမဲ့ ပိုင်ဆိုင်ထားတဲ့သူကအိမ်အောင်မမြဲတတ်ဘူးတကားကြီးအမြဲတကြကြနဲ့ရံပြစ်ပြီးကွဲကွာရတတ်တယ်လို့ဦးစင်ကြားဘူးတယ်ကိုမောင်ပြုံးထိုတော့မှပြန်လဲစဉ်းစားကြည့်ရအမတေမရခင်ကမဝိုင်းနဲ့သူမှ အလွန်ချစ်ခင်ကြတော့လဲအမတေရပြီးကလေးကအမတေအကြောင်းနဲ့ပတ်သက်ပြီးရံပြစ်ခဲ့ရမှအမြဲရံပြစ်နေတဲ့အထိပြောင်းလဲသွားခဲ့တယ်နောက်ဆုံးတော့မဝိုင်းတယောက်အိမ်မှအစင်ပြေးသွားတဲ့အထိဖြစ်ပျက်ခဲ့ရတယ် တခါကြီးဒီပစ္စည်းကိုစက်ကင်ထားမယ်ဆိုရင်တော့မိမတွေနဲ့မပတ်သက်တာအကောင်းဆုံးဖြစ်မှာပါတင်မဗျာတပည့်တော်လည်းအသက်ရွယ်ရနေပြီမို့အိမ်တော်ထပ်ပြုဖို့မစင်စားတော့ပါဘူးဖေဟာအခုသားတွေလည်းပညာတွေတက်ပြီးဘွဲတွေရနေပါပြီအေးကွက်ဒီလိုဂံမီယပစ္စည်းမျိုးကစွမ်းသလောက်ထူးလဲထူးတယ်ကွက်ယခုတော့ကိုမောင်ပြုံးတယောက်အကြောင်းဆုံးတည်သွားခဲ့ပြီးရှင်းလင်းသွားခဲ့ပြီးဖြစ်တယ်။နောက်ဝိုင်းကိုလည်းအပြည့်မမြင်တော့ မဝိုင်းတရင်များကိုစုံစမ်းကြည့်ရ။အောက်အရက်မှာကလေးနှောင်းနဲ့ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်းသိလိုက်ရတဲ့အတွက်ငွေပေးပြီးကူညီပေးဖြစ်တယ်။ကိုမောင်ပြုံးဆိုင်ကြီးမှာလူပြတ်တယ်ဟူ၍မရှိ။သားနှောင်းမှာလည်းဘွေရပညာတတ်များဖြစ်ပြီးအကြီးကောင်ကပထဝီမေဂျာနဲ့ဘွေရကအငယ်ကောင်ကတော့အင်ဂျင်နီယာဘွဲ့ရထားသလိုနှစ်ဦးစလုံးလဲအိမ်အောင်ရသားကြနေပြီဖြစ်တယ်။သူ့လုပ်ငန်းများအပြင်တာအကြီးကဦးစီးလောက်ကိုင်းနေပြီဖြစ်တယ်။ ကိုမောင်ပြုံးကတူးလက်တကြွယ်မှကြီးအမတီကလေးကိုအမြဲစိုက်ကြည့်နေတတ်တယ်။နောက်တော့ကိုမောင်ပြုံးကခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။သူလဲအသက်ကြီးပြီဖြစ်ရာသူနဲ့ထား၍ရာခဲ့တဲ့ကြီးအမတီကလေးကိုအချိန်တန်ပြီဖြစ်တာကြောင့်သူ့နေရာနဲ့သူသွားထားပေးဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။ဒါကြီးနဲ့အငယ်မှအိမ်တော်ရဲ့ကြားကြားတဲ့ဖြစ် ထိုအမတီကလေးကြောင့်ဒါနဲ့ရောက်အိမ်တော်ရဲ့ကိုအထီးကိုက်ပကံခြင်းတော့ ထို့ပြင်ခိုင်မာတဲ့စီးပွားရေးတစ်ခုကိုသားနှစ်ယောက်အားအမွေပေးခဲ့နိုင်ုံသာမကပညာအမွေပါပေးနိုင်ခဲ့သဖြင့်ကိုမောင်ပြုံးတယောက်သူ့ဘဝကိုသူကျေနပ်နိုင်ပြီဖြစ်တဲ့စီးပွားရေးတစ်ခုအောင်မြင်သည့်ကြရှုံးသည့်ကိုစူးစမ်းမှုနဲ့သာဆုံးဖြတ်စေခြင်းပြီး လောကီအကူအညီမျိုးကိုမယူသင့်ဟုဆုံးဖြတ်လိုက်တယ်။လောကီအကူအညီမျိုးကိုမယူသင့်ဟုဆုံးဖြတ်လိုက်တယ်။အင်းပေါ်လေးတချိန်ကြာရင်တော့အားလုံးခွဲခွာသွားကြမှာမဟုတ်လား။ တို့နဲ့တနေ့ကကြာပြီးတဲ့နောက်မိုးအကုန်းဆောင်အကူရက်တရက်မှာကိုမောင်ပြုံးတယောက်အိပ်ပျော်သွားရမှပြန်လည်နိုးမထလာခဲ့တော့ကိုမောင်ပြုံးတည်ဆုံသွားတော့အသက်50ကျော်သားရှိသေးတယ်။သို့တော့ထတ်တက်သမားဖြစ်ပြီးငယ်စဉ်ကပင်မဆင်းရဲမှုများကြောင့်ရုပ်အတော်ကြာတယ်။ဆရာဝန်များကတော့နှလုံးရောဂါဖောက်တယ်ဟုဆိုကြတယ်။တားနှစ်ယောက်ကအဖေလောင်းကိုပွေဖက်ပြီးငိုကြွေးကြတယ်။သို့တော့ထူးဆန်းတာကကိုမောင်ပြုံးလက်သက်ကျွဲမှာ အမဲဝစ်စင်လေးရှိတဲ့ကြောက်အနီလေးတက်ထားတဲ့ရွှေလက်စုပ်ကလေးမရှိတော့ဖျားငုတ်တို့အနီကကြီးတိုက်အတွင်းတို့ပြန်လဲထည့်သွားခဲ့တာလားသူ့အလိုလိုပျောက်ဆုံးသွားတာလားဆိုတာတော့ညီသူမသိမယ်မဟုတ်ပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်